နှစ်လက်လမ်းမှာလူတက်မှုဖြစ်သွားတာလူတိုင်းသိတာဗောနော်အခုအဲ့တက်တက်ကောင်မိသွားပြီလို့ပြောတယ်ဗောနော်မိသွားပြီတဲ့သုံးယောက်ဗောနော်ဟိုခစ်ဘင်းလေးအနီရောင်နဲ့ခစ်ဘင်းဒီရောင်နဲ့မိသွားပြီတဲ့ကျွန်တော်တို့မြန်မာပြည်သားတွေကလေအပျော်ဆုံးအရန်ကြိုက်ကျွန်တော်လည်းကြိုက်အပျော်မကြိုက်တဲ့လူမြန်မာပြည်သားရှားတယ်လို့ပြောပါမယ်ဒါပေမဲ့ကျွန်တော်တို့ကပျော်တက်ပျော်ထိုက်တဲ့အချိန်မှာပျော်ဖို့တော့တိတ်တင့်တာဗောနော်အခုထိုင်းကြံ ကျွန်တော်ပြည်တွင်းမှာနေလို့မရတော့ထိုင်းကိုတက်လာပြီးတော့အလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လဲကျူဆိုလိုက်ပါရယ်ကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ကိုထမှန်ပြီးတော့တောင်းဆိုချင်ပါရယ်တဝမ်းတခါရှာဖွေစားတော့နေထိုင်ကြတယ်အခုထိုင်းတကြံမှာเนาะဒီနေ့မနေစမုစာကုန်မဟာချိုင်ဝေလ18လမ်းမှာမြန်မာအချင်းချင်းဒါနဲ့ထိုးလို့တယောက်ပြေသွားတယ်ဒါဒီပဲလားဆိုတော့အခြား

ဒီထိုးတဲ့သူအဖွဲ့ပေါ့နော်ဖွဲ့ပြင်းနေတယ်ကြားတယ်အဲအဲ့ဒီပုံနေတဲ့ကျွန်တော်တို့ပြည်ပြို့ထားတာရှိတယ်ချင်းချင်းပြောရရင်တော့ဒီကိစ္စနဲ့ပတ်သက်လို့နော်ဖွဲ့ပြင်းနေတဲ့နော်တရားခံတွေကိုလည်းကျွန်တော်တို့ပြောချင်တာကယောက်ျားတွေဟာကြီးကိုဖြစ်ကိုမခံရဲဘူးလားဟုတ်လားလေကိုဖြစ်ကိုခံရဲရမယ်ကိုမကျင်တဲ့ချက်ဒေါ်လာတွေထိုးတက်လိုက်ကြွားပြီဟုတ်တယ်ကြောက်တတ်တယ်ဖမ်းခံလိုက်အဲ့တော့အခြားမြန်မာပြည်သားတွေလည်းအပြောအဆိုခံမထီတော့ဘူးနော်ဘာဖြစ်လို့လဲဆိုတော့အခုထိုင်းတွေက ိုင်းလူမျိုးရှိချင်းရံဖြစ်တာပြဿနာမရှိဘူးတို့နိုင်ငံတို့အိမ်ချင်းဒါပေမဲ့မြန်မာပြည်သားတွေရံဖြစ်တယ်ဆိုတော့ပို့အောင်မှာတိုင်းလူမျိုးတွေဘလို့တွေပြောထားလဲကွန်မန်းတွေကိုလိုက်ဖက်ကြည့်ပါကျွန်တော်အရန်ရှက်ဖို့ကောင်းတယ်ကျွန်တော်တို့တွေဒီတစ်နှစ်မပြောရလို့ဘာမှမဖြစ်ပါဘူးကျွန်တော်တို့ဒီတစ်နှစ်ကိုမပြောလိုက်လို့နံပါတ်1ပညာမဲ့ဝါးကြမှာလားနံပါတ်2စီးပွားဥစ္စာမဲ့ဝါးကြမှာလားအဲနံပါတ်3ကျက်သရေမဲ့ဝါးကြမှာလားဘာမှမဖြစ်ဘူးလေဟိုမှာတေးနေတဲ့မလင်မှာတေးနေတဲ့သူစစ်တပ်ကမီးရှို့လို့တေးနေတဲ့သူ ဲ့ထဲမှာကိုယ့်ရဲ့အဖေဖြစ်နေခြင်းရပြောနိုင်မလားကိုယ့်ရဲ့အမေဖြစ်နေခြင်းရပြောနိုင်မလားကိုယ့်ရဲ့ညီအကိုမောင်နှမဖြစ်နေခြင်းရပြောနိုင်မလားစီးနှုံးမှုနဲ့ညီညွတ်မှုဆိုတာကျွန်တော်တို့အဲ့ဒါကိုအခြေခံတာအဲ့ဒါလို့စီးနှုံးညီညွတ်မှုမရှိလို့ကျွန်တော်တို့လူမျိုးဘယ်တော့မှမလုပ်ဘူးအခုလိုကျွံပွားနေတဲ့နေရာမှာပဲခိုင်းဟုတ်ကျွန်တော်တို့မြန်မာပြည်သားတွေရောက်နေတဲ့ကျွံတော့ဒါခစ်တဲ့မို့ဒီဘက်ခစ်မှာကျွံခစ်ဟိုတခင်ခစ်မရှိတော့လို့လားဒါပေမဲ့ကျွန်တော်တို့လက်ရှိရောက်နေတာအားလုံးကကျွံအဖြစ်နဲ့ရောက်နေကြတယ် တော့အဲ့ဒီဘဝကနေမလွတ်ချင်ကြဘူးလားကျွန်တော်တို့လွတ်ချင်နေဆိုရင်သူများပြောသလိုကျွန်တော်တို့ပြောလို့မရဘူးခိုင်းနေဘယ်တော့ပဲပြောပြောသူတို့အရှင်သူတို့နိုင်ငံသူတို့မှာပျော်ပိုင်မှုရှိတယ်ကျွန်တော်တို့ကိုယ်အနေထားကိုတည်ရတယ်နောက်ဆုံးပျော်တယ်ဆိုရင်တော့မှနော်လူငယ်တွေဟောတော့မဆယ်ကျော်တက်အရွယ်တွေလူငယ်တွေပျော်တယ်ဆိုရင်တော့မှခုနေ့ကပြောသလိုသူများနိုင်ငံမှာပျော်ပွဲရွှင်ပွဲလုပ်နေတာကိုယ့်ကြောင့်ရန်ခိုက်ရန်ဒေါ်လာဖြစ်သွားတယ်ခိုင်းနေကပြောလာတာဒီရန်ဖြစ်တဲ့မောင်ဒီပါမောင်ယူပါဘာလူမျိုးပါပြောတာမဟုတ်ဘူးမြန်မာပဲနော်မြန်မာပဲ ဒီနေနဲ့ပေးလိုက်လို့ဘလို့ဖြစ်တဲ့ဟာတွေလို့အဲ့လိုရန်သိချင်တဲ့လူတိုင်းပိုင်းတဲ့ဝင်မလာနဲ့လို့နော်အာမျိုးစုံမျိုးစုံမပြောထားကြတာဆိုတော့မျက်နှာငယ်ရတယ်အခြားလူမျိုးတွေပါအဲ့တော့ညီတယ်ညီငယ်တွေအနေနဲ့ယောက်ျားတွေမလားထိုးရဲလားဘာလို့ကိုလမ်းလိုက်အောင်ထိုးကြဘူးလဲရန်ပွဲတွေကိုကြည့် CCTV တွေထိုက်ထားတာမြင်ကောင်းလားပြိဿအုပ်ကြီးတို့ဖြစ်နေတယ်အိုးအိုးရန်ဖြစ်တယ်ဟုတ်တယ်နော်အဲ့တော့တကယ်ထိုးထိုးရဲလို့တတ်သိချင်းလက်ဝဲတမလုပ်မယ်လေပတ်စံရတာဟာယူဒီတစ်ခေတ်ဟုတ်လားမလားဟာချန်ပီယံဖြစ်သွားရင် ပတ်စံဒီအလုံးအလုံးအရင်းနဲ့ရမှာနော်ဥဒမတိဒါကဝေလာမှာဖြစ်တာဟာနော်ပြီးလို့ရှိရင်ဒီမှာအဲ့ဒီဝေလာမှာလူတက်မှုဖြစ်ပြီးတော့လူတက်မှုကခဏဖြစ်တယ်နော်ဒီမှာအခုပဲလူတက်မှုဖြစ်တယ်အခုပဲဆော့တာတကောင်းကြီးပဲဆော့နေရတာဟာဒါကြိုက်တာဒါပြောချင်တာညနေဖြစ်လူတက်မှုတွေဖြစ်အခုလေးတွေမဲ့လူတက်မှုဖြစ်တယ်အခုဆော့တာမကြည့်မနာဘူးဆော့နေကြတာ ညီလေးတို့ညီမလေးတို့အဲတို့ဒီနေ့တစ်နှစ်လောက်မပြောလိုက်လို့ဘာမှမဖြစ်သွားကြပါဘူးဆရာနှုတ်တာမဟုတ်ပါဘူးပေးနေတဲ့လူကကိုယ့်အဖေဖြစ်မယ်ကိုယ့်အမေဖြစ်မယ်ဟုတ်တယ်နော်ကိုယ့်အကိုကြီးဖြစ်မယ်ကိုယ့်အမကြီးဖြစ်မယ်ကိုယ့်ညီလေးဖြစ်မယ်ကိုယ့်မောင်လေးဖြစ်မယ်ကိုယ့်ညီမလေးဖြစ်မယ်အခုလက်ရှိညီမပြီးမှစစ်ဘေးငလျင်ဘေးကြောင့်ပေးနေတဲ့လူတွေကကိုယ်နဲ့အဲ့လိုတက်ဆိုင်နေမယ်ဆိုရင်တို့တွေပြောနိုင်မလားအဲ့တော့ကိုယ့်ဆွေမျိုးညီကိုမောင်မလေးကမဟုတ်လဲညီမပြီးသားတွေငါတို့နိုင်ငံသားတွေဖြစ်နေတယ်ငါတို့ကိုချင်းစာပေးရမယ်တို့အစားတို့တွေကိုချင်းစာပေးရမယ်အဲ့ဒါလူစိတ်ခေါ်တယ် ဘယ်သူဘာဖြစ်ဖြစ်ငသိမိုင်ပြီးဆိုတာတတိဆန်စိတ်တို့တွေလူစိတ်မြန်မြန်မွေးနိုင်မှာတို့တို့ကြုံဘွားကလွန်မြောက်နိုင်ငံသားကိုကြွားလာခြင်းတူတူနော်ကိုညီတဲ့ညီမတွေအနေနဲ့ပညာရှင်အစ်စ်နဲ့ foreigner တွေအင်္ဂလိပ်တွေလို့တိုးနေတယ်လို့တွားတာတွားချင်တာအခုတို့နေရတဲ့ဘဝနဲ့တွားချင်တာထိုင်း immigration လေဆိပ်ကိုတွားကြည့်ပါ passport အနီပေးလိုက်တာနဲ့ကိုယ်ဘယ်လိုပုံစံကြည့်တယ်အင်္ဂလိပ်ဝင်လာတာနဲ့ထိုင်းဘယ်လိုပုံစံကြိုးဆိုလဲဘယ်လိုပုံစံဆက်ဆံအဲ့ဒီဘဝမလိုချင်ကြဘူးလားတို့လိုချင်ကြဆိုတို့တွေအားလုံးကစူးစမ်းတဲ့လူဖြစ်မှရအောင်အဲ့ဒါလို့ပြောနေလို့မရဘူး နော်တနေ့မှ140ပျော်တာပါဆိုတော့အဲ့ဒါအဲ့ဒါလူဘိန်းအတွေ့တို့မှတူများပျော်သလိုတို့မှပျော်ပိုင်ခွင့်ရှိတဲ့ဘဝတွေပေါ့တို့တွေပျော်နိုင်ဖို့အတွက်တို့တွေအများကြီးကြိုးစားအေးအေးအေးမှာစားစရာဆန်ဦးထဲမှာဆန်မရှိဘဲနဲ့ပျော်လို့ရတယ်အေးတို့ဘဝအဲ့အဲ့ဆက်ဆိုးတယ်ဆန်ဦးထဲမှာဆန်မရှိတဲ့ဘဝတော့မဟုတ်ဘူးမတာပါထပ်ဖြစ်နေတဲ့ဘဝဟိုမှာမတာအတုပဖြစ်နေတယ်ကိုကထမပျော်နေမယ်ဆိုရင်ဒါမဖြစ်သင့်ဘူးလေနော်ဒါမင်းဒါဝေလက်မှာလူတက်မှုဖြစ်ပြီးဆက်ချင်းတော့မိနိုင်ပိုင်းပဲအမှဒါကတော့ ိုက်ထားတာကခိုင်းမျိုးရဲ့ခိုင်းမျိုးခိုင်းမျိုးတည်းရိုက်ထားတယ်ဖြစ်တာကခြားချင်းဆောင်ကကလူငယ်တွေဖြစ်တာလို့ကြားကြည့်ရတယ်ဖြစ်တာကမြန်မာလူမျိုးတွေရေကုန်မှာတွားလဲကြရင်တတ်ဖြတ်နေကြတာအဲ့ဒီကွန်မန်းတွေမှာဆိုရေးထားတာမြင်မကောင်းအဲ့ကျွန်တော်တွေ့တဲ့ပို့တစ်ခုရဲ့ပို့ကတော့ထိုက်တင်ထားတယ်အောက်မှာရေးထားတာတော်တော်ကြောက်ကန်ထိထားတယ်နော်ဒါကြောင့်မလို့မြန်မာနေနဲ့ပတ်သက်လို့ထိုင်းတွေတင်ထားတဲ့ပို့တွေအောက်တွေမှာကွန်မန်းတွေကိုလိုက်ဖတ်ကြည့်ပါနော်ထိုင်းတွေဘယ်လိုရေးထားလဲဆိုတော့လိုက်ဖတ်ကြည့်ပါကျွန်တော်တို့ကသူတို့နိုင်ငံမှာနေတာဖြစ်တဲ့အတွက်သူတို့တွေ 阿咪咪娇，然后比侬咪阿姆，阿弟，望清点啊！阿奶你妈清醒晓得，那么大，单位工伤都比侬分的顾差不差不阿姆？ ဒါကတော့ဖူကက်မြို့မှာဖြစ်နေတာမြန်မာ၃ယောက်နဲ့အီရတ်၁ယောက်နဲ့ဘာတောင်းနေလဲဘာပြန်မထိုးတောင်းနေလဲ ကဲဒါကတော့နိုင်ငံကုံဆောင်တဲ့ဗီဒီယိုဖိုင်တွေပဲဖြစ်ပါတယ်နော်ကျွန်တော်ဒီဗီဒီယိုဖိုင်တွေကိုတင်ပြတာခရိုင်ရိုင်းတွေစောက်စရာကြီးလုပ်ပြီးတော့ပြောနေတာမဟုတ်စောက်ထုတ်ရှင်ပြီးတော့လည်းပြောနေတာမဟုတ်ကျွန်တော်တို့တွေကမှတ်မိကြပြီလားမသိဘူးအရင်လုံးငဘုံတော့ဆိုရင်ဒီတိုင်းမှာမဟာချိုင်ရလေတဝဲဆိုတဝဲဖွဲ့မွန်ဆိုမွန်ဖွဲ့ရခိုင်ဆိုရခိုင်ဖွဲ့တူဖွဲ့တူနေကြချင်းရိုက်ကြတယ်အောက်လိုက်ရိုက်ကြတယ်လမ်းသွားလူပြောအပြစ်မရှိပဲပူရိုက်လို့ရိုက်အဲ့ဒါလို့အဲ့ရတဲ့တဖြည်းဖြည်းနဲ့ဒီအင်တာနက်တွေပေါ်လာတဲ့အချိန်မှာလူတွေကအချမ်းကပိုင်ရွာဖြစ်လာတယ်သူများနိုင်ငံရဲ့ယဉ်ကျေးမှုတွေ ကိုမြင်တွေ့လာတယ်အဲ့ဒီချင်းအဲ့ဒီရိုင်းစိတ်တွေတစ်ဖြည်းဖြည်းပျောက်ပြီးတော့အခုနောက်ပိုင်းအဲ့လိုရိုက်တာတွေမတွေ့ကြတော့ဘူးလားအဲ့တော့ရှင်ချင်းပိုင်းတို့ရန်ဖြစ်တယ်ဆိုတော့ကဒါကတိရစ္ဆာန်ဒါတိရစ္ဆာန်ဖြစ်တယ်ဖြစ်အခုတော့မှဒီနိုင်ငံသားတယောက်နဲ့မြန်မာတောင်းရောက်ဖြစ်တယ်ဟိုတယောက်ကတောင်းမှန်တယ်ဘယ်သူမှလည်းဘယ်သူမှလည်းကျွန်တော်မသိဘူးတော့ဒါပေမဲ့လို့ဒါဥပဒေရှိတဲ့နိုင်ငံလေးအဲ့ဒီကောင်ကိုယ်မတရားလုပ်တာလားရဲဖို့ကောရှင်ပိရဲ့ကျွန်တော်တို့ဒီကောင်တို့လုပ်တယ်ပြောပိုင်မှုရှိတယ်ဒါဥပဒေရှိတဲ့တိုင်းပြည်တစ်ခုလေးတော့ကတော့ပြန်ခံမထိုးဘူးဒီကနေ၃ယောက်ကထိုးနေတယ်ဆိုတော့ဒါကြီးကအမြင်နေနဲ့ကြည့်မယ်ဆိုရင် တို့နိုင်ငံတို့တိတ်ခါကြတယ်ထိုးရတဲ့လွယ်ထိုးရတဲ့ပင်ရတဲ့ယောက်ျားလေးကအားလုံးကသွေးကောင်းကြပါလေဟုတ်တယ်မလားမပင်ရတဲ့လူမရှိဘူးကျွန်တော်ခဏပြောတယ်မင်းအောင်နိုင်လို့ကောင်းပြီလာတကောလုံးဘုံစင်ပြေးလိုက်ခုံချပြေးလိုက်ပဲကျွန်တော်ပင်ရတဲ့လူရနှစ်ခါပင်ရတဲ့ကောင်တော့မဟုတ်ဘူးဟုတ်တယ်မလားယောက်ျားတိုင်းကဒီစိတ်ပဲထင်တယ်ယောက်ျားအများစုကဒါပေမဲ့ခက်ကတိုးတက်လာတဲ့ခက်မှာယဉ်ကျေးမှုတွေထွန်းကားလာပြီးသူများတိုက်ပြီးတယ်သူတို့တက်အဖြတ်ထိုးကြည့်ရေဆိုတာကအဲ့ခက်ကုန်သွားပြီ။တို့ကအဲ့ဒီခက်မှာကြံပြစ်ခက်ကြမှာလား။ ။နောက်ပြီးတော့ဒိုးရောက်နေတာဒီသူများတိုင်းပြီ။သူများတိုင်းပြီဖြစ်တဲ့အတွက်ဒိုးကအဲ့နဲ့ဖြစ်တဲ့အတွက်ဒီမှာလာပြီးတော့ရန်ဖြစ်တတ်ပေါက်နေချာလို့မရဘူးလေ။ဘယ်သူပဲဖြစ်ဖြစ်တဏှာရန်လောက်တဲ့ခါကြတာပဲ။ကရင်မဲလည်းလို့မော်မဲလည်းလို့ဗမာမဲလည်းလို့ရခိုင်မဲလည်းလို့ရှမ်းမဲလည်းလို့တိုက်တဲ့လူလို့မြန်မာပြည်သားမိုင်လောက်တာလို့အားလုံးတဏှာရန်လောက်တဲ့ခါကြအခုတဲ့ခါကြတာ။ဒါတွေကမဖြစ်သေးဘူး။နောက်တစ်ခုကတို့တိုင်းပြည်ကမตาအိမ်တော့မဟုတ်ဘူးမตาကိုမตาအိမ်မှာနောက်ထပ်နောက်ထပ်မตาတွေထပ်ပြီးတော့ပေါ်တဲ့အနေထားဖြစ်နေတယ်။နော်စတပ်အာနာတိတ်မိတက်ထားတာဘလောက်သိနေတယ်လို့ ော်တစ်ခါထပ်ပြီးတော့အခုငလင်မှာအခုဒီအလောင်းတွေမကုန်သေးဘူးနိုင်ငံတကာတနာလို့လာပြီးတော့ကူညီကယ်ဆယ်ပေးနေတယ်မင်းတို့တိုင်းပြည်ကစုတ်ပြတ်တက်နေတာပဲဒီကားလည်းလူဝတ်ထပ်ထပ်ပြီးမသားပေါ်တယ်မင်းတို့တွေကတကယ်ဒုက္ခိတာတွေပဲမင်းတို့ငါတို့ကယ်မရော့အစားအစာလေးရော့ရေလေးရော့မုတ်လေးဖဲ့ဒုစင်အိတ်စင်ကိုဘောစင်ကိုမေ့နေကြမှာဆိုလို့ဒုစင်အိတ်စင်ရောင်းစားစင်ဟမ်ညမဒီမလေးနိုင်ငံတကာညမဒီဟန်ဒီကမ္ဘာပေါ်မှာနိုင်ငံတကာပေးစာကမ်းစာကျွေးစာစားနေတဲ့တံတောင်းသားတို့တိုင်းပြည်ကတံတောင်းသားဖြစ်နေတာ အဲ့ဒီချိန်မှာဒိုးတွေကအဲ့လိုမျိုးဖြစ်နေကြမယ်စဉ်းစားကြည့်ဒိုးတွေဒိုးစားမယ်ဒီချိန်မှာဝင်းနေကပြောတယ်လို့ပေါ့ဟမ်ညီလေးညီမလေးတွေပြောချင်တာကဒိုးတွေဒီတစ်နှစ်လောက်မပြောဘူးလို့ဘာဖြစ်သွားမလဲအဲ့ဒါလေးပဲစဉ်းစားပေးပါနော်ပြောပြောအပြောကြိုက်တယ်ကျွန်တော်လည်းကြိုက်တယ်ပြောအပြောပဲမကြိုက်ရလို့ရှိမှာဟုတ်တယ်မလားဒါပေမဲ့ဒိုးတွေဒီချိန်မှာပျော်တင်ကြတာစီလုံးမှုနဲ့ညီညွတ်မှုဆိုတာကိုလက်ကိုထိမှနားရတာပေါ့ နော်လက်သေးစိတ်လက်ထိတ်ထားလဲဆိုသလိုပဲတို့ကတို့နိုင်ငံသားတွေဖြစ်နေကြဘုနာမယ်တို့တွေဝန်းနေရမယ်တို့တွေပူဆွေးရမယ်တို့တွေတိုးစားရမယ်အဲ့လိုမဟုတ်ဘဲနဲ့တို့မျိုးသေတဲ့ကောင်ကသေလှုပ်ရှင်ကောင်ကလှုပ်နေကဘာမှာပတ်ပြီးတော့အလူခံပြီးတော့တောင်းတောင်းတာတောင်းစားနေရတဲ့လူကတောင်းစားနေရဟုတ်တယ်နော်အဲ့ဒီချိန်မှာတို့တို့တောင်းညံလူကတောင်းညံနေရဆိုတို့တို့နိုင်ငံသားတွေအစ်စ်အမ်းဖြစ်စရာကြီးသိချင်ပြန်ကြည့်အကုန်လုံးခြုံပြီးကြည့်လိုက်ဖြစ်စရာကြီးအဲ့တော့ပြောချက်ပါဟိုလူငယ်တွေလုံးဝမပြောရဘူးလို့တော့မပြောလို့ နော်အခုဒီဘက်ရောက်နေလို့ဗျာပြည်သေးတဲ့လူတွေဆိုရင်တော့ပြောတင်တာမပြောတင်တာစဉ်းစားပါဗျာဒီချိန်မှာဟုတ်တယ်နော်ဟိုကျွန်တော်ရှိမှပြောခဲ့သလိုပဲငလင်မှာအုတ်ပုံပြီးယူတေဝါလာငါအဖေဖြစ်နေငါပြောမလားဆိုတဲ့အတွေးကိုတွေးငါအမေဖြစ်နေငါပြောမလားဆိုတဲ့အတွေးကိုတွေးဘာဖြစ်လို့လဲတို့နိုင်ငံသားအတူတူပဲတို့အထီးကတို့အထီးတာပဲတို့အထီးကတို့အထီးတာပဲဆိုတော့ဒီမရောက်နေတဲ့အခုလူတွေအလုံးပင်မမတ်လောက်ကလည်းဒီတချံရဲမှာလဲမပတ်မဲ့ငါလုံးမဲ့သွားမဲ့လာမဲ့မပြောမပြောမပြောနဲ့လို့မပြောပါဘူးပြောပါ ဒါပေမဲ့အဲ့လိုမျိုးနော်တိရစ္ဆာန်စရိုက်ရင်းရင်းဆိုင်ဆိုင်အရင်အဆိုင်တွေပုံစံမျိုးတော့မလုပ်ကြမှာနဲ့လို့မြင်တာချက်ခံပါတယ်တုံးနိုင်ငံတအားနိုင်ငံနေလို့ပါထပ်ပြီးတော့မြင့်ကြတဲ့အလုပ်မျိုးကိုထောက်မဖြစ်နိုင်အောင်ဝိုင်းစူးစားပေးကြပါနော်ဒိုးတွေတီဆောက်ဖို့အချိန်ရောက်နေတော့ဒိုးတွေဝိုင်းတီဆောက်ကြမယ်လုံနိုင်တဲ့လူကလုံမောတဲ့လူကထိုင်းနေပါရတယ်မလုံတဲ့လူတိုင်းတော့မပြောဘူးမလုံနိုင်ဘူးလားမောနေတယ်ထိုင်းနေအရင်ရှိဖို့ကောင်းတယ်ကျွန်တော်တော့ဒီဗီဒီယိုဖိုင်နေရှင်းတယ်အကောင်ပြောတာ ။အိုးမြန်မာပြည်သားတွေကွာကြည့်လည်းကဲ။နော်အဲ့မှာအောက်မှာကွန်မန်းတွေကိုပို့ဖက်ကြည့်ပို့ရှက်တယ်။ပို့ရှက်တယ်။ဒီထိုင်းကြီးကတင်ထားတဲ့အဲ့ပို့တွေအောက်မှာရေးထားတဲ့ကွန်မန်းတွေပို့ရှက်ဖို့ကောင်းတယ်။နော်ဒါကြောင့်မလို့အားလုံးတွေကဒုနိုင်ငံသားတွေကအစွမ်းစရှိတဲ့လူတွေပါ။အတိတ်တရားပြေဝတဲ့လူတွေပါ။ဘာဖြစ်လို့လဲ။ထိုင်းပြည်ရာရှိတယောက်ကျွန်တော်ပြောဘူးလေ။မြန်မာဘာဆိုတာကိုကဘာတိတယ်တဲ့။မင်းတို့မြန်မာဘာဆိုတာကိုကဘာတိတယ်တဲ့။ရှင်းတယ်။ဒါပေမဲ့တို့လွတ်မြောက်လွတ်မြောက်စေချင်တာ။ဟုတ်တယ်မလား။ ဟဲအခုမင်းအောင်လိုက်တော့ကောင်းမျိုးတော့လူရတလောင်းလူတက်ဓမ္မအကျမ်းဖတ်ဓမ္မကိုလူရတွင်းပြီးတော့သွေးသွေးဆောင်ဆွေးနွေးပွဲတွေလုပ်ဒီကိုခေါ်ဟုတ်တယ်မရှင်းရှင်းလေးပဲဒါတို့ပြည်သူဘက်မှာဘလူးမမရှိဘူးအဲဒိုးဘက်မှာဘလူးမမရှိဆိုတော့ဒိုးကထိုးစူးစမ်းမှာတို့တွေအချင်းချင်းလက်ချင်းချင်းကမ်းမယ်လားမင်းလက်ကိုငါကိုင်မယ်ငါလက်ကိုမင်းကိုင်လားတို့တွေအတူတူဖြတ်တန်းမယ်အဲ့ဒီစိတ်ကမိုးရမှာတို့မပျော်မချိန်ချင်ဘူးဒီချိန်မှာရံပြဖို့ဆိုတော့အဝေးတို့ချင်းချင်းရံပြဖို့ပြောတယ်မြန်မာပြည်သားတယောက်ဒုက္ခရောက်နေအချားလူတွေဘလူးကူညီတယ်ဟဲ့ဆိုတော့ဖြစ်ကမယ်အချင်းချင်းတတ်ဖို့ဆိုတော့အဝေးဒါလုံးဝမဖြစ်တဲ့ကိစ္စ ော်ဒီကာလမှာကျွန်တော်ပြည်သူအချင်းချင်းကဘတူဒုက္ခရောက်နေတယ်ခေငါ့မှာဘာရှိရောနင်ဘလို့ကူညီမင်းမယ်ဒလုံမျိုးချင်းချင်းဖြစ်နေရမှာကာလတော့ဒလုံမျိုးတော့မလုပ်ကြပါနဲ့ကိုယ်ပတ်ဝန်းကျင်မှာလုပ်ကြတယ်ဆိုရင်လည်းဝိုင်းတာပေးပါအရက်တောက်တတ်တယ်ကျွန်တော်လေတော်လိုင်းမလုပ်ခဲ့ကျွန်တော်နေ့တိုင်းချတာဟမ်ကျွန်တော်လုပ်မယ်ကျွန်တော်မနေ့ညနေ6:00လောက်ကျွန်တော်ပြင်းထောင်လာလိုက်ပြီအာလုံးလုံးနဲ့ကစ်တာကြိုက်တယ်ယောက်ျားလေးပဲမကောင်းတာကိုကြိုက်တယ်ဒါပေမဲ့ငါငါ့ဘွက်တောက်ရင်နည်းနည်းကောင်းမယ်လွတ်ချင်တယ်ဆိုရင်လုံးဝတော့တောက်ဟုတ်မလား တို့ရောက်တယ်တို့အိမ်မုံလေးသူများအိမ်လေးမူအားလို့မရဘူးလေဟုတ်တယ်နော်ဘယ်အဲ့တော့မချတော့မချဒါပေမဲ့ limit လေးထားအဲ့ဒါဆိုရင်ဘာမှပြဿနာလည်းရှိစရာအကြောင်းမရှိတော့ဘူးအခုအဲ့လိုမဟုတ်ဘူးယူမယ်အာဟိုတခါမှမတောက်ဘူးမစားဘူးခါဒီရလေးတစ်လုံးလုံးတောက်ပြီးတော့နူလာနေနေဟိုမူးပြတာများများတခါလဲအာအရင်ဆိုင်နေရတာအဲ့ဒီရိုင်းဆိုင်တဲ့ဘဝမျိုးမခံယူကြနဲ့ငါတို့ညီတွေညီမတွေအားလုံးကခေါင်းပြေးတဲ့လူတွေကြီးပဲဒီမှာပြည်သားတွေအကုန်အစွမ်းစားရှိတဲ့လူတွေနော်တို့တွေသူများထက်မြင်အောင်ကြည့်မယ် သူများနဲ့မြန်အောင်သွားမယ်သူများအရှိရအောင်တို့နိုင်ငံသွားလို့ရတယ်အဲ့ဒါပါတယ်တို့တွေစီလုံးဖို့ညီညွတ်ဖို့လိုအပ်တယ်တယောက်ဒုက္ခရောက်နေတယောက်ကူညီမယ်တယောက်ဝမ်းနဲ့နေဒိုလန်လိုက်ဝမ်းနဲ့ပေးမယ်အေးတို့နိုင်ငံပျော်ရမယ်နေကြရင်အတူတူပျော်ကြမယ်ထပ်ပြီးတော့အနှိမ်ခံအောင်မလုပ်ကြပါနဲ့အားလုံးကို